အမေရိကန်ရဲ့အထင်ကရမျိုးကြီးတွေနဲ့ဥရောပနိုင်ငံတချို့ရဲ့မျိုးကြီးတွေမှာသမ္မတဒေါ်နယ်ထရမ့်ရဲ့မူဝါဒတွေကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေဧပြီ9ရက်ကဖြစ်ပွားခဲ့ပါတယ်။အခုဆန္ဒပြမှုတွေဟာထရမ့်အတွက်ဒုတိယအကြိမ်သမ္မတသက်တမ်းကိုရရှိခဲ့ပြီးတဲ့နောက်၎င်းကိုစန့်ကျင်တဲ့အကြီးမားဆုံးဆန္ဒပြမှုတွေဖြစ်ပါတယ်။အစိုးရဝန်ထမ်းတွေကိုရှော့ချမှု၊ကုန်သွယ်ခွန်တွေတိုးမြှင့်မှုနဲ့လူမှုလွတ်လပ်ခွင့်တွေကိုရောပါစေမှုအပအဝင် Republican သမ္မတရဲ့အတိုက်ခံတွေက Washington, New York, Houston, Florida ကော်လိုရာဒိုနဲ့လွန်အင်ဂျလိစ်အပါဝင်တခြားမြို့တွေရဲ့လမ်းတွေပေါ်မှာခြိတက်ဆန္ဒပြခဲ့ကြပါတယ်။ကျမအရင်ဒေါသထွက်နေပါတယ်။အချိန်တိုင်းပူလောင်နေရတာပါ။အခွင့်ထူးကန်လူရန်းစားတွေကကျမတို့နိုင်ငံကိုထိန်းချုပ်နေပါတယ်။ဒါတော့မကောင်းပါဘူးလို့နယူးယောက်မြို့မှာရှိတဲ့စေတောသမားတအုပ်ဖြစ်သူ53နှစ်အရွယ်အမျိုးသမီးတအုပ်ကမန်ဟတန်မြို့မှာခြိတက်ဆန္ဒပြချိန်မှာ AFP သတင်းဌာနကိုပြောပါရတယ်။ ဝါရှင်တန်မှာလည်းထောင်နဲ့ခြေတဲ့ဆန္ဒပြသူတွေကခြေတက်ဆန္ဒပြခဲ့ကြပြီးဆန္ဒပြသူအများပြားဟာတခြားပြည်နယ်တွေကနေဝါရှင်တန်ကိုရောက်ရှိလာခဲ့ပြီးထရမ့်ကိုစန့်ကျင်တဲ့ဆန္ဒပြသူတွေစုယုံမှုဟာ National Mall ပန်းချံမှာစုယုံခဲ့ပါတယ်။ကမ္ဘာတဝန်းကကျမတို့ရဲ့မဟာမိတ်တွေကိုဆုံးရှုံးစေပြီးပြည်ရင်းမှာရှိတဲ့လူတွေကိုစိတ်တော်ကရောက်စေခဲ့တဲ့ဒီလိုမကောင်းတဲ့အစိုးရအဖွဲ့ကိုစန့်ကျင်မှုအတွက် New Hampshire ပြည်နယ်ကနေဘတ်ကားတွေ၊ဘန်ကားတွေစီးပြီးကျမနဲ့အတူ Washington ကိုရောက်လာကြသူပေါင်း100လောက်ရှိပါတယ်လို့ လမ်းညွန်တအူဖြစ်တဲ့64နှစ်အရွယ်ရှိတဲ့အမျိုးသမီးတအူကပြောပါရယ်ကော်လိုရာဒိုပြည်နယ်တံပါမြို့မှာပြုလုပ်တဲ့ဆန္ဒပြပွဲမှာလည်းဆန္ဒပြသူတအူကအမေရိကန်အတွက်ဘရင်ကိုအလိုမရှိလို့ရေးသားထားတဲ့လက်ကင်ပိုစတာကိုကင်ဆောင်ခဲ့ပါရယ်ဆန္ဒပြမှုတွေဟာဥရောပနိုင်ငံတွေရဲ့မြို့တော်တချို့မှာပါဖြစ်ပွားခဲ့ပြီးထရမ့်နဲ့၎င်းရဲ့ရန်လိုတဲ့ကုန်သွယ်ရေးမူဝါဒတွေကိုစန့်ကျင်ကြောင်းဟစ်ကြေးခဲ့ကြပါရယ်အမေရိကန်မှာဖြစ်ပျက်နေတာတွေကအားလုံးရဲ့ပြဿနာဖြစ်ပါတယ်လို့အမေရိကန်ဗြိတိန်နိုင်ငံသားနှမျိုးခံယူထားတဲ့ လစ်ဆန်ဘာလင်ကလန်ဒန်မှာပြုလုပ်တဲ့ဆန္ဒပြပွဲမှာပြောပါရယ်။ဒါဟာစီးပွားရေးအရာအသိဉာဏ်ကင်းမဲ့တာဖြစ်ပါရယ်။သူကကျွန်တော်တို့ကိုကမ္ဘာလုံးဆိုင်ရာစီးပွားပြက်ကတ်ထဲကိုတွန်းချဖို့လုပ်နေပါတယ်လို့၎င်းကပြောပါရယ်။ဂျာမနီနိုင်ငံဘာလင်မြို့မှာပြုလုပ်တဲ့ဆန္ဒပြမှုမှာလည်းအသက်80အရွယ်အစိုးရဝန်ထမ်းဟောင်းဖြစ်သူစူဇန်နီဖတ်စ်က ထရမ့်ဟာအခြေခံဥပဒေဆိုင်ရာအကျပ်အတည်းကိုဖန်တီးနေပြီးအသိဉာဏ်ကင်းမဲ့သူဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ထရမ့်ဟာအစိုးရဝင်တဲ့အရေးအတွက်ကိုရှော့ချတာ၊ကွန်ဆာဗေးတစ်စံတန်ဖိုးတွေကိုတစ်ဖက်သက်ကျဉ်သုံးတာနဲ့မိဖက်နိုင်ငံတွေအပေါ်နှိမ့်ဆက်ရေးရာနဲ့ကုန်သွယ်ရေးဖိအားတွေတိုးမြှင့်တာကြောင့် စတော့ရှယ်ယာဈေးကွက်တွေကမောက်ကမဖြစ်စေခဲ့တဲ့အတွက်အမေရိကန်ပြည်သူအများစုကိုဒေါသထွက်စေခဲ့ပါတယ်။ထရမ့်ရဲ့လှုပ်ဆောင်မှုတွေကိုတားဆီးနိုင်စွမ်းမရှိတဲ့ဒီမိုကရက်တွေကတော့လွတ်တော်နေရဲ့စလုံးမှာလူနည်းစုနေရာရရှိထားတဲ့၎င်းတို့ပါတီအပေါ်ဒေါသထွက်နေကြပါတယ်။အင်ဖီရိုနီမှာရှိတဲ့ National Mall ပန်းချံမှာပြုလုပ်တဲ့ဆန္ဒပြပွဲမှာတော့ဒီမိုကရက်ပါတီကလွတ်တော်ကိုယ်စားလှယ်တအူးလဲပါဝင်ခဲ့တယ်လို့သိရပါတယ်။